င်္ဂလာပါခင်ဗျာကျွန်တော်နေတဲ့ဒီနေ့မှာလည်းပေါ်တော့ဒါကပတ်ကလပ်ဖလာပြန်ပွဲတွေဒါအောက်စုပွဲစဉ်နောက်ဆုံးဒါကစားမဲ့ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ပြီးရေးရှင်းပေးတော့မှာဒါလေးတွေကတော့နောက်ဆုံးဆိုပေမဲ့အောက်စုအဆင့်ကိုနောက်ဆင့်ဘေးတင်တွေကတက်ရောက်သွားတဲ့ပြင်ဘေးတင်တွေကပေါ်တော့ဒါနောက်ထပ်တစ်ချက်မှာအိမ်မြန်သွားမှာလဲဆိုတော့ကျွန်တော်ရေးရှင်းသုံးသပ်ပြီးကိုခံမရလာတင်လဲကျွန်တော်ရဲ့စက်ကြပ်ပေါ်ကိုရေးရှင်းပေးတော့မှာလဲဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်တွေကတော့ည2နာရီရနေပြီးတော့မနက်မိုးလေး7နာရီမှာခံကြမှာလဲဖြစ်ပြီးတော့ဒီပွဲစဉ်တွေအားလုံးကိုကျွန်တော်ရေးရှင်းပေးမှာဖြစ်တယ် အမောင်းဆုံးပွဲစဉ်ပေါ့နော်ဖြစ်တဲ့ပေါ့စီရတဲနဲ့ဒါ PSG ပွဲစဉ်ကိုသွားပြရွေးချယ်ပြမယ်ဗျာဆိုတော့အခုလက်ရှိ PSG ရဲ့ဖောက်ပေးထားတဲ့ဒါဘော်ဒီဇီယာဆိုရင်တော်တော်လေးကိုဒါပြောင်းလဲမှုတော့ရှိလာပြီးတော့ဒါဟိုပေါင်းသေးလေးကလည်းပြောင်းလဲထားတာကိုလည်းတွေ့ရတယ်ဗျာဆိုတော့ CDO PSG အနေနဲ့ကြောပေးတာအခုလက်ရှိ body ဈေးပေါက်ပေးတိုင်းဆိုပေါ့နော်ဒါနည်းနည်းလေးစကားပြောလာတာဖြစ်လာကြနှလုံးသွင်းပြသွင်းပေးတယ်ကိုပေါင်းသေးကတော့သုံးလုံးရုံးသေးပေါက်ပေးထားရပြဆိုတော့ PSG ကလည်းဒီဘွဲနိုင်ရရှင်အုပ်စုဇာအဆင့်နံပါတ်1မှာဒါရက်တည်ပြီးတော့နောက်ဆင့်ကိုတက်သွားမှာဖြစ်တယ်ဗျာ ကျွန်တော်ကတော့ဒီ CNN ပြည့်ကျင်မှာဆိုရင်ပြည့်ကျင်လို့တပွဲရှုံးထားတဲ့ဘက်မှာဆိုရင်လည်းဒါရှုံးနေဆိုပေမဲ့နောက်ထပ်တပွဲမှာလည်းကိုပြတ်နိုင်ရရှိထားတယ်ဆိုတော့ဒီနေ့ပေါ့နော်နှလုံးသွင်းတာဆုံးရှုံးသေးပေးထားပြီးကိုပေါင်းသေးသုံးလုံးရှုံးသေးပေးထားတဲ့အတိုင်းမှာဆိုရင်ပြည့်ကျင်အနေနဲ့ပေါ့နော်ကိုလေးပြတ်ပြီးတော့ဒါနောက်အဆင့်တက်သွားလိမ့်မယ်လို့တော့ကျွန်တော်တွေးမြင်မိတယ်ဗျကိုခမရလက်ကတော့ပြည့်ကျင်တစ်ဖက်တည်းနဲ့3စီလောက်တွေဖြစ်သွားနိုင်တယ်ကြောက်ကြွရွေးချယ်ပေးရမယ်ဆိုရင်လည်းကျွန်တော်ကတော့ဒါ PSG body ပဲကျွန်တော်ရွေးချယ်ပေးကြပါတယ်။ဝန်လိုက်ပြတဲ့မှာဆော်တဲ့ညီကိုတွေကတော့ PSG body ကိုနှလုံးသွင်းလို့ရှိရင် ပြဆုံးအရှုံးသေးနဲ့ပဲလိုက်ပြီးတော့ဆော့ကစားသိကျင်ပါတယ်ခင်ဗျာနော်နောက်တစ်ပွဲပြတ်တက်ပြအက်ဒီကိုမလင်းနဲ့ပေါ့နော်ဒါပိုတိုကိုပွဲတင်သွားမယ်ပထမကိုအတင်းကတော့ဒါရမတ်ကတော့ဒီအုပ်စုစရာအစင်မှာယက်တည်နေတာဖြစ်ပြီးတော့အီဒီကိုကတော့ဒါရမတ်သုံးမှတ်နေတာနောက်တစ်ချက်ကိုတက်ဖို့တော့ဒီအနိုင်ကလာဖို့တော့ရှိရဲဒါပေမဲ့ဒီနေ့ အဲ့ဒီကိုမလစ်ကကြောထားတဲ့ဘော်ဒီဇင်းမှာဆိုရင်လုံးသွင်းရင်ဒါပြဆုံးစားသေးရနေပြောကိုပေါင်းစင်းနှလုံးချုံးသွေးထားတယ်ဘော်ဒီဇင်းလေးတွေအပြောင်းလဲဖြစ်နေတဲ့ဒါအဲ့ဒီကိုမလစ်အနေနဲ့ဒီဘွက်ကိုအနိုင်ရရှိသွားရင်တော့မာလာကပ်ပြီးတော့အနိုင်ရရှိသွားလိမ့်မယ်ဗျဘိုးကြီးကတော့ပြတ်သွားမယ်လို့မထင်ဘူးဒါကြောင့်မလို့ပိုတာဘုတ်ကိုအသင်းကိုတော့အထင်သေးတော့မရဘူးဒီနေ့ကိုခတ်မရလက်ကတော့အဲ့ဒီကိုမလစ်ဘဲဒါ2-1မဟုတ်ရင်တော့မာလာ နိုင်ရမှုပါလေဗောနော်ဒါကျင်းကြောင်းလက်ရလက်နဲ့လည်းဖြစ်သွားနိုင်တယ်စိတ်ကြိုက်ကိုရွှေ့ရပေးရရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ပါဥရောပမှာအကောင်းဆုံးအသင်းသင်းဖြစ်တဲ့အတလီကိုမလစ်ဘော်တွေကိုပဲကျွန်တော်ဆက်လက်ရွှေ့ရပေးခြင်းနဲ့ online pattern မှာဆော့တဲ့ညီကိုတွေကတော့အတလီကိုမလစ်ဘော်တွေကိုကုပကဘောနော်ဒါရမဲ့ဆေးလေးနဲ့အဆင်ပြေလို့လိုက်ပြီးတော့ဆော့လာသိခြင်းနဲ့ပေါ့ခင်ဗျာနော်နောက်မိုးလင်းပွဲနောက်ကြပွဲတင်ဖြစ်တဲ့ဗောနော်အဲ့ဒါမရပြီးနဲ့ဗောနော်ပါမီယာတို့ပွဲစဉ်သွားမယ်ဗျဆိုတော့ အင်တာမီယာမီယာပေါ့နော်ဒီနေ့ကစားခဲ့တဲ့ပွဲမှာအနိုင်ရရှိမယ်ဆိုရင်နောက်ဆုံးတက်မှာဖြစ်ပြီးတော့ပါမီယက်ကတော့ဒါအောက်စုရအောင်ဆုံးမှာဆိုတော့ရမတ်ကတော့နိုင်သွားရင်လည်းပြဿနာမရှိတော့ကြဆိုတော့အင်တာမီယာမီကိုပေါ့နော်ပါမီယက်ကြိုးပေးတာရှိဆိုရင်ဒါအပြားဆုံးအချုံးလေးပဲကြိုးပေးထားတယ်ကိုပေါင်းသေးကနှစ်ဖက်ပေါင်းလို့သုံးလုံးလေးအပြေစာနှလုံးချုံးအနေပြီးတော့ကိုနှလုံးလုံးရင်အပြားဆုံးအချုံးလေးပဲကြိုးပေးထားတယ်ဆိုတော့ကျွန်တော်ကတော့ဒီအင်နာမီယာနဲ့ဒီပါမီယက်တို့ပွဲစဉ်မှာဒါအင်နာမီယာလည်းကောင်းဆိုပါမီယက်ကလည်းကောင်းတယ်ဗျ။ဘိုးခမရလည်းကောင်းဒီဘိုးလေးရောက်ဂိုးနဲ့သွားလိမ့်မယ် ဆိုတော့အင်တာမီယာမီနဲ့ဒီပါမီယဲရိုပွဲစဉ်မှာကျွန်တော်ကတော့ဂိုးအောက်ကလေးကိုပေါ့နော်ဒါတင်တော်စင်းနဲ့လိုက်ပြီးတော့ဆော့ကစားသိကျင်တယ်။ online better မှာ follow new ကိုလေးကိုကျွန်တော်အကြံပေးကျင်တာနှလုံးသွေးပြားဆုံးရှုံးသွေးနဲ့ပဲဒါကူပန်းအောက်ကိုရွှေ့ရှက်ပေးကျင်ပါတယ်ခင်ဗျာနော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ပေါ်တိုနဲ့ပေါ်နော်အဲအာလီပွဲစဉ်ကိုတွားမိလား။ပေါ်တိုကဒီရှုံးထားပြီးတော့တေကြထားတယ်။ဒါပေမဲ့ဒီနေ့အနိုင်ရရှိသွားမယ်ဆိုရင်တော့အဆင်ပြေမှာဗျ။အောင်းတော့အုပ်စုအဆင်စရာမှာသူထပ်လူခဲ့မယ်ဆိုရင်လည်းဒီနေ့သူ့ရဲ့အပွဲကအပြေထွက်သွားမှာဖြစ်တယ်။ တော့ခုလက်ရှိပေါ်တိုဈေးကဘော်ဒီဈေးမှာကစားနေတယ်ဗျလုံးတွေရှိသလိုလုံးတွေပြဆုံးဆုံးဈေးလည်းပေးထားလို့လုံးတွေပြဆုံးစားသေးတီပြောင်းသွားကြခူပေါင်းဈေးကောင်အလုံးတွေတိတိတိဖောက်ပေးထားတယ်ဆိုတော့ပေါ်တိုလည်းကိုသွင်းနိုင်တယ်လို့အဲအာလီကလည်းကိုသွင်းနိုင်တယ်ဆိုတော့ကျွန်တော်ကတော့ပေါ်တိုပွဲမှာကောင်းတယ်ဆိုပေမဲ့ဒီနေ့ပေါ်တိုတို့နိုင်ရရှိသွားရင်ကတ်နိုင်တော့ဘလို့အလားလာပဲရှိတယ် ဲ့ early အတင်းကလည်း short တက်လို့မရလို့ဘုခတ်မရလက်ကတော့နှစ်တက်မှုရင် 2C အဲ့လောက်ဖြစ်သွားလည်းမရပေါ်တိုကပ်ပြီးနိုင်သွားမယ်ဆိုလို့ပေါ့နော်ကျွန်တော်စိတ်ကြိုက်ကတော့ဘယ်လိုပဲဖြစ်ဖြစ်ဒါပေါ်တို body ကိုပဲကျွန်တော်ရွေးရှယ်ပေးခြင်းပါတယ်ကြိုက်ရှိတူမယ်ဆိုတော့ညီကိုလိုက်ပြီးစော့သားကြပေါ့နော်ဟုတ်ကဲ့ကျွန်တော်ရွေးချယ်ပေးထားတဲ့ဒါကလကဘဖလာရေပေါ့အုတ်စုနောက်ဆုံးပွဲစဉ်တွေမှာဆိုလို့ရှိရင်တီယတဲနဲ့ပေါ့နော် PSG တို့ပွဲစဉ်မှာဆိုကျွန်တော် PSG ဘော်ဒီရွေးချယ်ပေးထားပြီးတော့အတလီကိုမလစ်တန်ပေါ့နော်ဒါ ဟိုတော့ပိုကိုလိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကအက်ဒယ်ဂိုမလစ်ကိုရွေးချယ်ပေးထားတဲ့အပြင်အင်တာမီယာနဲ့ပေါ်တော့ပါမီယဲလိုပွဲစဉ်မှာဆိုကိုအောက်ကလေးကိုကျွန်တော်ရွေးချယ်ပေးထားတယ်လည်းဖြစ်ပါတယ်။အော်တိုနဲ့ပေါ်တော့အဲအာလီပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဖော်လိုဘော်လိုရွေးချယ်ပေးထားတာလည်းဖြစ်ပါတယ်။ဒီပွဲစဉ်ဒီပွဲစဉ်တော့ဒါမောင်းကြီးဆော့ရလို့ဘော်ဒီရွေးဆော့လို့ရပါတယ်။စိတ်ကြိုက်ပွဲစဉ်ရွေးချယ်ပေးရမယ်ဆိုရင်တော့ PSG ဘော်ဒီနဲ့ပေါ်တော့ကျွန်တော်ကတော့အင်တာမီယာမီပေါ်တော့ဒါကိုပေါင်းအောက်ကိုကျွန်တော်လိုက်ပြီးတော့ဆော့ကစားသိချင်တဲ့ဒါဘော်ဒီတည်တက်လေးရွေးချယ်ပေးထားတာပါ။ ဟုတ်ကဲ့ဟာကြရှင်းတူမယ်ဆိုရင်လိုက်ပြီးတော့ support ကြပါခင်ဗျာနော်ကျွန်တော် YouTube channel လေးကိုကြည့်ကြည့်အားပေးကြလိုက်ညီကိုရေအားလုံးပဲကံကောင်းကြပါသေးခင်ဗျာနော်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ